grammar လေးတွေကအဲ့တိုင်းစာလို့ဖြစ်ရလားဗျဒီနေ့ကတော့ကျွန်တော်တို့ခုနှစ်မြောက်နေ့ရောက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တေချာလေးလိုက်လံကြည့်ပေးပါနော်နောက်တစ်ပတ်ကျော်ဆိုလို့ရှိရင်တော့ဒီ revision ပြန်လာလေးပြပြပေးပြန်ဒီအားလုံးကျွန်တော်စာကြည့်လိုက်ပါမယ်ကျွန်တော်တို့ထုံးစံအတိုင်း revision လေးပြန်လိုက်မယ်ပေါ့နော်မနေ့ကခန်းလေးပေါ့နော်သူကနာရပေါ့နော် နာရဆိုရင်ဆိုတဲ့အတိတ်ပဲလေးပေါ့နော်နာရဆိုရင်သူကတော့ရိုးရိုးတန်းလေးပဲပေါ့နော်တကယ်လို့အဲ့ဒီတက်တာအောင်မတုံးတော့ဘူးဆိုရင်ငါ့ကိုပေးပါသူက ထွေထူးဘာမှမပါဘူးပေါ့နော်ဆိုရင်မယ်နောက်တစ်ခုဒီကြောင့်လေးရထူဆန်တဲ့တဲဝတဲဝတဲဝဣခေမဆောင်မှတ်ထားရမယ်ကွက်လက်မယ်ဆိုရင်မဖြစ်ဘူးဘယ်လိုမျိုးအိပယ်ဒီမှာတောင်းလဲဆိုလို့ရှိရင်အဲ့လိုမျိုးတာဝန်မဲ့တဲ့အပြုမှုဆိုလို့ရှိရင်အကုန်လုံးကမုန်းနာခံရမယ်ဒါကိုလုံးမဲ့ဆိုရင်မဖြစ်ဘူးဆိုတဲ့အိပယ်လေးပေါ့နော်ဒါကိုလုံးမဲ့ဆိုရင်အဆင်မပြေဘူးဒါကိုလုံးမဲ့ဆိုရင်မဖြစ်ဘူးအဲ့လိုပုံစံလေးကိုကောင်းနေဆွဲနေရမယ်ပေါ့နော်နောက်တစ်ခုကစရပါစရနာရနောင်းတာကွက်လက်လျင် ဘယ်လိုမျိုးအထိပဲလဲဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်သာတတ်မှလေးဘာပဲဖြစ်ဖြစ်စင်ခေါ်နိုင်နေနော်ကွက်လက်တာရှိလေးဂုံစင်ပြေတယ်ဆိုတာမျိုးပေါ့နော်ဒီလိုဆာရဲသူတစ်ခုပဲတုံးလို့ရှိရင်တောင်မှဘယ်လိုမျိုးလဲဆိုရင်ဟီရာကနာဆာရဲခခေမဆန်ဟီရာကနာတောင်မှမရေးနိုင်ဘူးဆာအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကကြတော့တာတိုရဲ့တဲမူတာတိုရဲ့တဲမူအကယ်၍ကွက်လက်ရင်တော့အကယ်၍ကွက်လက်လဲပဲဘယ်လိုမျိုးလဲဆိုလို့ရှိရင်နော်ဒီ တကယ်အကယ်၍ဈေးကြီးရင်တော့မှအလုံးအတွက်လိုအပ်တဲ့ပစ္စည်းအားမဝယ်ရင်မရဘူးဘောနော်သူကဟွန်းပြီးတော့ရှင်နောက်တစ်ခုကြတော့ဒီဘောနော်တကယ်လို့အကယ်၍ဘေးပတ်ဝန်းကျင်ရလူတွေကစန့်ကျင်နေတော့မှသူကတော့ pro အဆိုတော့ဖြစ်ခြင်းနဲ့ professional အဆိုတော့ဖြစ်ခြင်းနဲ့အဲ့ဒါမျိုးပေါ့နော်ဒီနောက်တစ်ခုနောက်ဆုံးកောင်လေးကပါတာရနာရနော်သူကသူကလည်းလှည့်ရင်ပဲပုံမှန်အဖြစ်ဆုံးလှည့်ရင်ပဲကြည့်လို့အဲ့ဒီဟာလေးကိုမှအိဗယ်ခွဲကြည့်မယ်ဆိုလို့ရှိရင် ဒီဘာအကြတော့မဖြစ်သေးတဲ့အချိန်တွေမျိုးပေါ့နော်ပတ်စံနဲ့အချိန်သာရှိမယ်ဆိုရင်နိုင်ငံသားခရီးသွားခြင်းနဲ့နောက်တစ်ခုကျတာရတာရကျတော့ကတူတာကလေးလိုအိပ်ပျော်နေခဲ့မယ်ဆိုလို့ရှိရင်လေရင်ကိုမိမာမဟုတ်ဘူးသူကအတိတ်ကိုပြန်ပြောင်းတွေးတဲ့အချိန်နေနောက်တစ်ခုနာရကျတော့နောင်းနာရနောင်းနဲ့တွေ့တယ်လို့မှတ်ထားလိုက်ရတယ်ပေါ့နော်ဒါအဲ့ကျွန်တော်တို့ဒီနေ့အတန်လေးကို ကြည့်လိုက်မယ်ပေါ့နော် GLPT ဆောင်ပွဲပွဲအတွက်ဆောင်ပွဲပွဲနီလိုစိတ်ပူနေတယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာဒီ old question အတန်းလေးရှိတယ်ပေါ့နော်မေကွန်ဟောင်းဆယ်စုံကိုလုံးဝအသေးစိတ် listening ရနေစပြီးတော့ရှင်းပြပေးထားတာပေါ့နော်အဲဈေးနှုန်းကလည်းတတ်တာပါတယ်မြန်မာဝင်နေဆိုရင်တုံတောင်ပဲရှိပါတယ်ဗျအားလုံးပဲလာရောက်တက်ဖို့ဖိတ်ခေါ်ပါတယ်နော်ကျေးဇူးတင်ပါတယ်ဒီနေ့တန်းလေးရတဲ့ကျွန်တော်တို့ M4 မှာပါပြီးသားပါ M3 မှာနောက်ထပ်ပြောင်းပြောတဲ့ပုံစံလေးပေါ့နော်အကြဆိုးအကြဆိုးနဲ့ပုံစံချင်းဆင်တယ်ပေါ့နော်ဥပမာဆိုရင် တူယူခုတတာတူနိုခုတတာကွက်လက်တဲ့တဲ့ကွက်လက်မဲ့တဲ့တခြားသူကပြောတဲ့ဟာကိုအဲ့လိုမျိုးကြားတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ကျွန်တော်တို့ and for မှာဆိုရင်အကြာဆုံးနဲ့တူတူပဲပေါ့နော်ဥပမာဆိုလို့ရှင်ရှီနိုအိုရှိရာဆန်နီယောရဲပါကိုနိုဒိုရောဝရိုက်ရှုခါရာခိုဂျီကဟာဂျီမာရုတိုယူကိုတိုတက်စ်ပေါ့နော်ဒီမျိုးနယ်ယုံမှာကြောက်တော့မျိုးမဟုတ်ပဲနဲ့မျိုးနယ်ယုံကိုတော့ကိုစားပြုတင်တာပေါ့နော်မျိုးနယ်ယုံရဲ့အကြောင်းကြားစာအရာဆိုရင်နီယောရုတိုနဲ့တူတူပဲပေါ့နော် သူကနီးရတဲ့ပါတူပဲပေါ့နော်အရာဆိုလို့ရှိရင်ဒီလန်းကနောက်ပတ်ကစားပြီးတော့ဆောက်လို့ရစမယ်တဲ့စမယ်တဲ့ဆိုလို့ပြပုံစံလေးပေါ့နော်သူကတော့က information တွေကတည်ကြတယ်ပေါ့နော်အဲ့လိုမျိုးအကြာဆိုလေးပေါ့နော်သူရဲ့အကြောင်းကြတာအရာဆိုလို့ရှိရင်အဲ့လိုမျိုးကြားတယ်အဲ့လိုမျိုးလုံးမယ်တဲ့ပုံစံလေးပေါ့နော်နောက်တစ်ခုမီဆေနိုဟီတိုနိုဟာနာရှိတေဝါခိုနိုချီဟိုနိုခိုမေဝါတိုတဲမိုအိုရှိတိုယူကိုတိုတာနော်ဆိုင်ယလူရဲ့စကားအရာဆိုရင်စကားမှာဆိုရင် နော်ဒီဒေတာရဲ့ဆန်ကအရန်ကိုအရသာရှိတယ်တဲ့နော်အရသာရှိတယ်လို့ဆိုတယ်အရသာရှိတယ်လို့ကြားတယ်အဲ့လိုပုံစံလေးပေါ့နော်ဒါလေးကတူယူခိုတိုတာတူနိုခိုတိုတာကဲဒီမှာကအဲ့ဒီအချားဆိုးကိုမှနောက်ထပ်အဲ့ဒီပုံစံလေးတွေပေါ့နော်ပေါင်းလာတဲ့ကောင်းလေးတွေနောက်တစ်ခုကျွန်တော်ကြော်ပြီးတော့ရှင်းလိုက်မယ်ပေါ့နော်ကျွန်တော်ဆက်ဆက်တဲ့ကောင်းလေးတွေနောက်တစ်ခုကျတော့တဲ့သူအတင်းတုတ်တဲ့ပုံစံလေးပေါ့နော်ကွက်လက်တဲ့တဲ့တဲ့ပုံစံတဲ့ပေါ့နော်ဟိုဘက်ကကောင်းပါလေဒီနောက်လိုက်သွားတဲ့တဲ့ဆိုတာမျိုးအဲ့လိုမျိုးတဲ့ပေါ့နော်နောက်ကျတော့နောက်တစ်ခုရှိရဲ့သူက တို့နဲ့တူတယ်လို့လို့ဆိုတယ်ဆိုတော့တို့နေရာမှာလည်း तू ဟာတောင်းနေပေါ့နော်ဥပမာဆိုလို့ရှင်အိုကာဝါဆန်ခေါ်ဝါရဆုမှုတဲ့အစ်တက်တာရောတဲ့အိုကာဝါဆန်ဒီနေ့နားမယ်လို့ပြောခဲ့တယ်ပြောသွားတယ်ပေါ့နော်နားမယ်လို့ဆိုတယ်တဲ့နော်တဲ့အဲဒါလို့လို့ဆိုတဲ့နေရာလည်းတောင်းတယ်နောက်တစ်ခုစတိုးဆန်တော့အုတ်ဆန်ဝါရောရင်တော့ဆန်စေတတ်တဲ့စတိုးဆန်ရဲ့မျိုးသမီးอ่ะဆိုလို့ရှင် စပူမူအစရီဘောနောဟင်းချက်တာတွေကိုတင်နှံပေးတဲ့ဆရာဘောနောဟင်းချက်နေတင်နှံပေးတဲ့ဆရာတဲ့ဆိုအဲ့လိုမျိုးပုံစံလေးဘောနောတဲ့တို့ကြတော့တူယူတို့ကြတော့လဲတဲတဲ့ပဲတို့တော့ဖြစ်လဲဆိုလို့ရှိရင်တိကျမှုရှိတယ်လောက်လာအောင်မယ်အပေါ်မှာတူကလို့ကြားတယ်တို့တခြားတိတာမဟုတ်ဘူးဒီပုံစံလေးတွေကိုကွက်ခွဲပြီးတော့မှတ်ထားလို့ရှင် grammar ဆိုတာ AC ပဲပေါ့နော်ဥပမာဆိုလို့ရှင်ခုနအတ္တတွေကမူကာရှိဟီရိုအီနိုဟာရာတတတူယူ ဒီဝင်းကျင်ရာဆိုလို့ရှိရင်ဒီနားလေးဝင်းကျင်ရာဆိုလို့ရှိရင်အရင်တုန်းကကျေပြန့်တဲ့ကွင်းပင်ကြီးဖြစ်ခဲ့တဲ့တဲ့ဒါသိကြတဲ့ information နော်ပြီးရင်နောက်တစ်ခုခွန်နိုမဆူရီဝါမူရာတဲ့ဖိုတိုခုခါရာဥခနာဝါရတဲ့ခိတာတိုယူဒီပွဲတော်ဆိုလို့ရှိရင်ရွာမှာဟိုးအရင်တဲ့ကဒါမူကာရှိနဲ့တူတဲ့ပုံစံလေးဟောင်းတဲ့ပုံစံမဟုတ်ဘူးနော်ဟိုးအရင်တဲ့ကနေပြီးတော့ကျင်းပါခဲ့တာတဲ့ဆိုတဲ့ပုံစံလေးပေါ့နော်အဲ့လိုမျိုးဒါသူကသိကြတဲ့ပုံစံလေး ိပ္ပယ်ရှိတယ်ပေါ့နော်။ကဲနောက်တစ်ခုကိုကြည့်ကြည့်မယ်။နောက်တစ်ခုကကြာတော့ကျွန်တော်တို့တို့ ਈ ဝါတဲ့တဲ့ ਈ တို့သူကပြောမှဆိုတရားဘာသာပြန်လို့ရှင်အပြောခံရတယ်လို့ပြောရပေမဲ့တကယ်တမ်း CEO ဘာသာပြန်ရလို့ရှင်လို့ပြောကြတယ်အများကပြောကြတယ်ပေါ့နော်လို့အများကပြောကြတယ်အဲ့လိုပုံစံလေးပါဖတ်ကြည့်မယ်ဆိုလို့ရှင်ကိုတိုရှိဝခူရိုယီဖူကုကယူကိုဆူရိုတို့ ਈ ဝါတဲ့တဲ့ ਈ တို့ဒီနှစ်ကဆိုလို့ရှင်အမဲရအဝတ်စားတွေကရေပန်းစားမယ်လို့ပြောကြတယ် ဒါအများပြောရတဲ့ပုံစံလေးပေါ့နော်ဟို you go ဆိုရင်ကျွန်တော်တို့ main key ကအားတို့ hayat e iru တို့အဲ့လိုမျိုး vocab တွေရှိတော့ကိုကပြင်းပြရမယ်ပေါ့နော်အားဒါမျိုးစကားလုံးလေးရှိတယ်ဆိုတာမျိုးပေါ့နော်နောက်တစ်ခု natto wa karada ni ito iware te iru baby set ကဂျပန်နေရန်စားတယ်နော်ခနာကိုအတွက်ကောင်းတယ်လို့ပြောကြတယ်ငါအဲ့ဒီပုံစံလေးပေါ့နော်ကဲနောက်တစ်ခု to ka လို့ကြားတယ်သူလည်းကြားဆိုပဲဒါပေမဲ့တေချာတိတဲ့ပုံစံလေးမဟုတ်ဘူးပေါ့နော် raikesu mata shu chota to ka ဟာ နောက်လနောက်တစ်ခီးသွားရမှာလားအလုပ်ကစားနဲ့ခီးသွားရမှာလူကြတယ်ဒါဆိုတေချာသိတာမဟုတ်ဘူးကုကြမတော်လာပြီး conference လုပ်တာ condo ဝတိုးချီတာနေခါတဲ့ room desk ဒီတစ်ချိန်ရတော့ပဲနေရာကိုသွားမှာလဲမတေချာလို့လာမေးတာဗောနော်အဲ့လိုပုံစံမျိုးနေနောက်တစ်ခုကြည့်မယ်ဆိုလို့ရှင်အိုတာခုတဲ့ဝအီရိုအီရိုနာဒိုဘုဆိုခတ်တဲ့အီရူတကဟာအိမ်မှာအမျိုးသားတိရစ္ဆာန်တွေကိုမွေးထားတယ်လို့ကြားတယ်ဟောပိုက်တကုံလိုမျိုးဗောနော်နီကီယာကတေရှောနဲ့ အာစီကားနေမှာပဲနော်တဲ့ဒါအဲ့လိုပုံစံလေးပေါ့နော်သူကတေချာတော့မသိဘူးတကယ်ပဲသူကြားတဲ့ပုံစံလေးပြန်ပြောတာပေါ့နော်အားလုံးပဲနားလည်သွားမယ်လို့ထင်ပါတယ်ဗျကျေးဇူးတင်ပါတယ်